အားလုံးပဲမင်္ဂလာပါနင်တို့ anime channel ကနေကြိုဆိုပါတယ်ခင်ဗျားတို့ကျွန်တော်10မိနစ်ပဲပေးခင်ဗျားတို့ဒီကျွန်တော်10မိနစ်ပေးတဲ့အချိန်ကလကားမဖြစ်စေရဘူးဆိုပြီးတော့ခင်ဗျားတို့ကျွန်တော်အားမခံတယ်ကျွန်တော်ကဒီနေ့ပြောပြမယ့်အကြောင်းတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူပြောနေတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့အကြောင်းကဘာလဲဆိုရင်အပြာကားကြည့်တဲ့လူတွေပဲဖြစ်တယ်အပြာကားကြည့်ပြီးတော့လူငယ်တွေကဘာလုပ်လဲဆိုတော့ကျွန်တော်ပြောနေစရာမလိုဘူးသူခင်ဗျားတို့လည်းသိတယ်ပြချင်အခုခေတ်ကကျတော့ခေါင်းလေးတွေပဲမဟုတ်ဘူးမိန်းကလေးတွေကလည်းအဲ့လိုပဲခေါင်းလေးတွေက60ခွန်ရာခိုင်နှုန်းမိန်းကလေးတွေက80ခွန်ရာခိုင်နှုန်းတော့ဒီလောက်လူတွေကအပြာကားကြည့်ပြီးတော့ master service လုပ်တယ်ပြချင်ကျွန်တော်ကောမန့်မှာ master masterpiece ဆိုတာဘာလဲဆိုပြလာမရေးခင်းနဲ့နော်အဲ comment မှာရေးခဲ့ပေးလိုက် masterpiece ဆိုတာဘာလဲဆိုတာမသိတဲ့လူကို OP ကဲ topic လို့ဆောက်လိုက်ကြရအောင်ဒီ masterpiece ကြောင့်ဘယ်လောက်ထိတော့ဆိုးကျွေးရလဲဆိုရင် မရတို့ကျွန်တော်ပြောရမှာဆိုခင်ဗျားတို့အံ့အောင်သွားလိမ့်မယ်အဲ့ဒါဘာလဲဆိုရင်ပထမအချက်ကကျတော့ဘာလဲဆိုတော့ owner ကိုတိတ်ပြီးတော့အလုံးမလုပ်တော့ဘလို့အလုံးမလုပ်တာလဲဆိုရင်လုံးဝမတွေးတက်တာတော့မဟုတ်ဘူးတွေးတယ်တမ်းပဲအလုပ်ကမစနိုင်ဘူး for example ကျွန်တော်ပြောရမှာဆိုရင်ခင်ဗျားတို့ကျွန်တော်တို့တခုခုအလုပ်ကိုစတော့မယ်ကိုပိုင်အလုပ်လုပ်တော့မယ်ဘာလဲလုပ်တော့မယ်ဆိုတော့အဲ့ဒါတွေကကျတော့ owner ကအလုံးမလုပ်တော့ဘာလို့ဆိုတာမလုံးနဲ့မလုံးနိုင်ဆိုတော့မနိုင်ချင်မှလုံးမနိုင်ချင်မှလုံးဆိုတော့အတွေးပေါ်လာလိမ့်မယ်ဒါအဲ့ဒါဘာကြောင့်လဲဆိုရင် master bit ရဲ့ side effect ကြောင့်ပဲဖြစ်တယ်ဘာလို့ဆိုတော့ master bit လို့ရင်ကိုယ့်ရဲ့ physical stand ရောမှာဗျာအဲ့ဒါကိုယ့်ရဲ့ခန္ဓာကိုယ်အားရောမှာ နာကိုအာရွရင်အုံတော့ကမပေးမပေးဘူးဆိုတော့လို့မပေးတာကိုပြောတာမဟုတ်ဘူးအာပြောပြောမှဆိုအခုညီမပေးတာပေါ့နော်ခနာကိုအဲ့ဒါကိုဆိုလို့ရှင်တာဟုတ်တယ်ကျွန်တော်ကโอเคဒါတွေပဲမဟုတ်သေးဘူး side effect တွေကနောက်ထပ်ရှိသေးတယ်ခင်ဗျားတို့ကျွန်တော်ဒီပြီလို့ရှိအောင်လောက်ချင်တာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော် boring လည်းမလုပ်ချင်ဘူးအဲဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ဒီ side effect ကအကြောင်းလေးကျွန်တော်ပြောပြချင်စီစဉ်တော့ကျွန်တော်ဒီပြီလို့လည်းလောက်တာဖြစ်ပါလေဒါအကြောင်းခင်ဗျားတို့ဒီပြီလို့ကိုအာ skip မလုပ်ပဲနဲ့နားထောင်ပြပါလို့ကျွန်တော်ပြောချင်တယ်ဥပမာအနေနဲ့ကျွန်တော်ပြောရမှာဆိုရင်ဗျဒီ master bit လုပ်နေတဲ့အချိန်ခင်ဗျားတို့ကျွန်တော်ကကောင်းတယ်ဒါပေမဲ့လုံးပြီတန်းနဲ့စဉ်းစားတယ်ဒါငါရဲ့နောက်ဆုံး ုံးတစ်ခါဒီနောက်ပိုင်းဆိုင်ကမလှုပ်တော့ဘူးဆိုပြီးတော့တွေးတယ်ဗျဒါပေမဲ့ထက်လှုပ်တယ်ထက်လှုပ်တော့ထက်လှုပ်တယ်လှုပ်ပြီးရင်လည်းကိုကိုပြန်နောက်လာရတယ်ဒါဘာလို့နောက်လာရလဲဒီမှာဘာလို့လဲဆိုတော့ကျွန်တော်တို့စိတ်ကတည်နေတယ်ဒါမကောင်းဘူးဆိုတော့ခင်ဗျားတို့ဘာပဲလှုပ်လို့ဗျဘလို့ပဲလှုပ်လို့ကျွန်တော်ပြောတဲ့ဒီငါးချော်ခင်ဗျားတို့လိုက်မနာဘူးဆိုရင်ခင်ဗျားတို့ဘလို့ပဲလှုပ်လို့ဘာပဲလှုပ်လို့ဒီ master bee ရဲ့အချက်ကိုခင်ဗျားတို့ဖြောင်းနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ပြောတဲ့ဒီငါးချက်ကို skip လုပ်မနဲ့နားတော့ဒီငါးချက်ကအဓိကပဲဒီ master bee ကိုဘလို့ဖြောင်းရမလဲဆိုတော့ ပထမအချက်ကပါလဲဆိုရင်ခင်ဗျားတို့ပဲချင်း master bit လောက်ချင်းနဲ့အဲ့အချင်းကိုဇာတ်ထဲမှာရေးထားမို့လဲဖုန်းမှာလည်းမဲ့လို့ရတယ်အဲ့ဒါမဲ့တာပြီးကြရင်အာကိုစိတ်ညစ်တဲ့အချင်းလားမဟုတ်လဲတယောက်တည်းဖြစ်တဲ့အချင်းလားအေးအဲ့လိုဖြစ်ရင်ခင်ဗျားတို့ဗျအဲ့အချင်းကိုရှောင်ဗျပြီးကြရင်တယောက်တည်းဖြစ်တဲ့အချင်းဆိုရင်တငယ်ရေးနေတဲ့သွားစကားပြောစိတ်ညစ်တဲ့အချင်းဆိုရင်လည်းတယောက်မဟုတ်တယောက်နဲ့စကားပြောအဲ့လိုပြောပြီးတည့်အချင်းကိုရှောင်နိုင်တယ်ဒုတိယအချက်ကကြတော့ပါလဲဆိုရင်အေးရမဝင်ခင်တရားနာတော့ဖယားရှိကိုဖယားရှိကိုပြီးမှအေးတတိယအချက်ကကြတော့ပါလဲဆိုရင်မနှက်ထားတာနဲ့ရေတော့ရေအေးမတော့ပါနဲ့အာ ်ရိုးရိုးရေပဲတောက်ပါပြီးကြရင် exercise လုပ်လေ့ကျင့်ခန်းတွေပါလေလုပ်ပြီးတော့အရင်မချိုးအရင်မချိုးပြီးတော့ပြန်ပြီးတော့ဖျားရှိကိုတရားနာထောင်နံပါတ်၄အချက်ကကြတော့ဗာလဲဆိုရင်ခင်ဗျားတို့ဒီ master bit လုပ်နေတဲ့အချိန်ကိုဗီဒီယိုရိုက်ပြီးသားနောက်တစ်ခါပြန်ပြီးတော့ master bit လုပ်ချင်တဲ့စိတ်ဖြစ်လာရင်ခင်ဗျားတို့အရင်ရိုက်ထားတဲ့ဗီဒီယိုပြန်ပြီးတော့ကြည့်ကြည့်ရင်ကျင်းတယ်ခင်ဗျားတို့ကိုယ့်ကိုယ်ပေါ်တနာလာလိမ့်မယ်ပြန်ယုံလဲယုံလာလိမ့်မယ်ဒါနံပါတ်၄အချက်ဒီနံပါတ်၅အချက်ကအရေးကြီးဆုံးပဲဖြစ်ပါတယ်အဲ့ဒါဗာလဲဆိုရင် TikTok Facebook Telegram Instagram YouTube ဒီ၅ခုထဲမှာ content တွေအမျိုးမျိုးရပါတယ် TikTok မှာကျတော့ link ရှိတယ်ဘာရင်မှာ link ရှိတယ်ဘာရင်ညာတယ်လာတယ် Facebook မှာလည်းအဲ့လိုပဲ Telegram မှာကျတော့ဝင်ပြီးတော့ကြည့်တယ် Instagram မှာကျတော့လူတွေဝင်ပြီးတော့ကြည့်တဲ့အခါ post တွေအမျိုးမျိုးတင်တယ်ပြီးကျရင် YouTube မှာလည်းအဲ့လိုပဲဆိုတော့ဒီ YouTube Instagram Telegram Facebook TikTok အဲ့လိုနေရာတွေမှာအဲ့လို content တွေလာတယ်ပဲပြောပြောမှာဆိုရင်ခင်ဗျားတို့စိတ်ကိုမထင်းနိုင်အောင်လာတယ်ပြောပြောမှာဆိုရင်ဘာရင်မှာ link ရှိတယ်ဘာရင်ညာတယ်အေးအဲ့ဒါတွေလာရင်အဲ့ဒါတွေကို block ချပါ unstress လုပ်ပါခင်ဗျားတို့ရဲ့ TikTok ကို ရနိုင်ဆိုရင်အခုလုံး restart ချလိုက်ပြ Facebook လည်း restart ချပြ Telegram အခုလုံးကို restart ချလို့ရတယ်အေးအဲ့ဒါ restart ချပြီးတော့ပြန်အစနိုင်လာမယ်အေးအဲ့လို content တွေကိုရှောင်ပြီးတော့ခင်ဗျားတို့ကျွန်တော်ပြောတဲ့ဒီ၅ချက်ကိုကောင်းကောင်းမွန်မွန်လိုက်နိုင်မယ်ဆိုရင်ခင်ဗျားတို့21ရက်အတွင်းခင်ဗျားတို့ဒီ master bit လုပ်နေတဲ့အချင်းပြောင်းစီရမယ်ကျွန်တော်အားမခင်ဟုတ်ပါပြီဗျာကျွန်တော်ရဲ့ကျွန်တော်ရဲ့ content ကို channel သက်သက်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share subscribe လုပ်ဖို့မမေ့နဲ့လို့ကျွန်တော်ပြောပြမှာလေပြီးကြရင် comment မှာလည်းရေးခဲ့ပေးပါနောက်တစ်ခါကျရင်ကျွန်တော်ဘယ်အကြောင်းလဲဆိုရင်ကျွန်တော်ဗီဒီယိုလုပ်ရမလဲဆိုတာကိုခင်ဗျားတို့ရေးခဲ့ပြီးတဲ့ကျွန်တော် comment အောင်ပဲကျွန်တော်လုပ်မှဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ကျွန်တော်တို့ subscribe ပါလေလို့ကိုလည်းမမြင်နဲ့လို့ကျွန်တော်တောင်းဆိုမှဖြစ်ပါတယ် okay